အဲဖရာယဟနာရလိုပြိလိသာတော်ကင်းပြီးတော့ညာရှင်နေအမှန်ကိုသိမြင်နိုင်တဲ့ညာရှိတဲ့ပုဂ္ဂိုလ်တွေဘာဝင်နေမောဟအားလျော်စွာ အမှန်ကိုမသိမြင်သေးအားလျော်စွာဥရုဇနေဆိုတာအမှားမကင်းတတ်ကြဘူးပေါ့သူရောကိုပါသို့တော့အမှားကိုအမှားမှမသိလို့အရင်တစ်ခါကျွလွန်မှုရုံနဲ့ ိုကိုငါတော့အမှားကြီးလုံးမိပြီဆိုပြီးတော့အမှားကြီးလုံးမိပြီဆိုပြီးတော့ကိုကိုနောင်တပူပန်ပြီးတော့နေဖို့တော့မလိုပါဘူးမားတစ်ခါမားမယုံနဲ့တော့လူရုပ်မှာလူမိုက်တရားလို့မဆိုနိုင်သေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဥဒုဇင်းဆိုတဲ့သဘောတဘာဝကမောဟဖြစ်စေတဲ့အတွက်ကြောင့်မလို့အမှားမကင်းတတ်ဘူးဒါဟာလေးကြတော့လဲလောဘဖြစ်စေပြီးတော့ အမားရင်ဖြစ်တတ်တာပဲခါရကြတော့လည်းဒေါသဖြစ်စီပြီးတော့အမားရင်ဖြစ်တတ်တာပဲပေါ့ဒါပေမဲ့လို့အမားကိုအမားမှန်သိပါလျက်နဲ့ဆက်ပြီးတော့လုပ်မယ်ဆိုရင်တော့ဒီဘက်ကဘယ်တော့မှပြန်ကောင်းလာတယ်လို့ဖြစ်လာမှာမဟုတ်တော့ဘူးဒီဘက်ကတကယ်ကိုလူလောကမှာလူမိုက်လူရုံမှာတယောက်ဖြစ်ကိုရောက်သွားပြီအဲ့ဒါအဲ့ကြတော့အမားကိုအမားမှန်မသိလို့မှားတာ ဒါလူရုပ်မှာမဟုတ်ဘူးလူမိုက်မဟုတ်ဘူးလူသဘာဝအတိုင်းမားတယ်လို့မားတယ်လို့ပဲမှတ်ရမှာပေါ့နော်အမားကအမှန်တမ်းသိနိုင်အောင်ကြိုးစားကြပြီးတော့အမားတွေကိုထပ်ပြီးတော့မကျွလွန်မိအောင်စောင့်စည်းကြဖို့ထိုင်သင့်ကြဖို့လိုတာပေါ့အခုတော့ရှိတာပေါ့လေမသိလို့မားတယ်ဆိုရင်မတို့တချို့အမားတွေကဘဝမှာပြင်လို့မရတဲ့အမားမျိုးတွေတော့မဖြစ်ဖို့လိုတာပေါ့ဥပမာဆိုလို့ရှိရင် အစားတတဲ့အမားမျိုးဆရာအလွဲကိုဆရာတင်မိတာသူရဲ့ပထမအမားနောက်ပြတော့ဖခင်ကိုတတ်မိတာသူရဲ့ဒုတိယအမားဒီအမားနဲ့မကင်တယ်လို့ဥရုဇဉ်တဘာဝအရာမားမိတယ်ဆိုပေမဲ့လို့ပါရဒမင်းကြီးကသူလောက်ခဲ့တဲ့အမားဘဝမှာပြင်လို့မရတဲ့အမားဖြစ်ခဲ့တယ်ပေါ့နောက်ပိုင်းသူအလားအမှန်ကိုသိမြင်လာတဲ့အခါမှာဒီအမားအတွက်အကြီးအကျယ်နောက်လာရခဲ့ရတယ် အကြတော့ဥပဝါဒစမမားအောင်လမ်းမားကိုမရအောင်အမားတွေမလုံမရဥဒနာလက်တကြွန်သိမြင်တဲ့မိဘဆရာသမားတွေပညာရှိတွေပညာတတ်တွေရပြောတာဆိုတာကိုနားထောင်ရတယ်နေရာတကာငါတိငါတက်တော့မလုံရအဲ့လိုလုံလိုက်လို့ရှိရင်ဘာဖြစ်တယ်တတော်ဆိုတော့အမားတွေပြင်လို့မရတဲ့အမားတွေကိုလွန်ကျူးမိတတ်တယ်အဲ့လိုအမားတွေလည်းမလွန်ကျူးမိအောင်တကယ်ကအမားလုံမိထားလို့ရှိရင်လည်းပဲ အမှန်ကိုသိမြင်လာတဲ့အခါမှာနောင်မလို့မရအောင်စောင့်စည်းကြဖို့လိုတယ်ဗော။